အပိုင်း၃ရက်အစမှာတော့ဒုတိယနှစ်ကျောင်းသားဖြစ်တဲ့မာရီယာမာတယောက်ပထမနှစ်တွေကိုခိုင်းစားနေခဲ့ပါတယ်။အခုလဲသူကအားချံဝယ်လာပြီးတဲ့ဘီစကစ်တွေကိုစားနေပြီးခဏကြာတော့စိတ်မကြည်တဲ့အမူအရာနဲ့အားချံကိုမင်းကငါဘာဝယ်ခိုင်းလိုက်တာလဲလို့မေးလိုက်ပါတယ်။သူ့ရဲ့စကားကိုကြားတော့ကြောက်လန့်နေတဲ့အားချံကမာရီယာမာကိုနေလဲစားဘီစကစ်ပါလို့ပြောလိုက်တော့မာရီယာမာကအားချံကိုထမင်းစားပြီးဘီစကစ်စားရင်အားချောက်မှာပေါ့ကွာလို့အော်ပြလိုက်ပါတယ်။ဒါကိုကြားတော့အားချန်တရားအကြောက်လိုမီလမ်းအောင်မရှောင်းနိုင်တော့ပဲလေးဘက်တီသွားကအေးတစ်ခုခုဝယ်ပေးမယ်လို့ပြောလိုက်ပါတယ် ဒါပေမဲ့မာရီယာမာကအားချန်ကိုတကားပေါင်လေးကိုပဲသွားတုပ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒါကိုကြည့်နေတဲ့ဟာယာဘူဆာကမာရီယာမာကိုပထမနှစ်တွေကိုအနိုင်ကျင့်မနေဘူးအတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့မာရီယာမာကတော့ဒါကသူ့အနေနဲ့ကျောင်းသားထိန်းသိမ်းရေးအဖွဲ့ဝင်အနေနဲ့ကျောင်းသားတွေကိုတိုးတက်အောင်လုပ်ပေးနေရလို့ပြန်ပြောလိုက်ပါတယ်။ဟာယာဘူဆာကတော့မာရီယာမာကိုအဲ့လိုဆိုရင်တော့မှအလွန်ကြုံကြီးမလုပ်ဖို့အတွက်ပြောလိုက်ပါတယ်။မာရီယာမာကတော့ဘီကနေပွားစီပွားစီလုပ်နေတဲ့ဟာယာဘူဆာကို မင်းကငါ့ရဲ့ရောက်ခမလာလို့မေးလိုက်ပါတယ်။အဲ့နောက်မှာမာရီယာမာကအတိတ်တယောက်ရှိသေးတယ်လို့ပြောလိုက်ပြီး သူ့ကိုလည်းဒုတအောင်လုပ်ပေးရမယ်လို့ပြောလိုက်ကလေချုံပြီးတော့ခေါ်လိုက်ပါရီအတန်ဆုံးသွားတာနဲ့စာကာမိုတိုတယောက်မုန်းတုတ်တွေနဲ့အတူပြေးထွက်လာခဲ့ပါရီဒါကိုအားချန်တယောက်မြင်တဲ့အခါမှာမျက်လုံးပြူးနေခဲ့ပြီးစာကာမိုတိုကတော့သူစီစဉ်ထားတဲ့အတိုင်းအခန်းထဲကိုစတိုင်ကြကြဝင်လာခဲ့ပါရီပြီးတော့သူကနေတဲ့စားအတွက်မုန်းတုတ်တွေကိုဖောက်ကပကံလေးကိုလှလှပပလေးတင်ပေးပြီးအားလုံးရဲ့ရှေ့ကိုပို့ပေးလိုက်ပါရီသူကအဆောင်နေရာတဲ့အတွက်အားလုံးကိုတောင်းပန်နေပြီးအားချန်တို့ကတော့သဘောကျနေခဲ့ပါရီ သူတို့ကမုံနေကိုယူစားကြပြီးဒါကရန်ကုန်မှာကောင်းတယ်လို့ပြောလိုက်ကစိုင်းကြီးတွေမှာစားရတဲ့အရသာအတိုင်းပဲလို့ပြောလိုက်ပါတယ်။စာကာမိုတိုကတော့လမ်းမီးကတရားဖို့တုံ့တုတ်တံမုံနေကိုချီးကျူးနေတဲ့သူတွေကိုကြည့်ပြီးတော့အသာလေးညင်နေခဲ့ပါတယ်။နောက်ရက်မှာတော့စာကာမိုတိုတယောက်မာရူယာမာရဲ့အထွေထွေလှုပ်သားဖြစ်နေတာကိုကူဘိုတာကသိသွားပြီးဒါဆိုရင်မင်းကသူ့ရဲ့ခိုင်မက်ဖြစ်နေမှာပေါ့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့စာကာမိုတိုကတော့ဒါကဘာမှမဖြစ်ပါဘူးလို့ပြောလိုက်ပြီးဒါကအသီးခံနိုင်စွမ်းကိုလေ့ကျင့်နေရလို့ပြောလိုက်ပါတယ်။ အတော်လေးကိုကောင်းမြင်ဝါရီရှိနေတဲ့ဆာကာမိုတို့ကြောင့်ကူဘိုတာကသူ့ရဲ့စပင်းတွေကိုပြင်တင်လိုက်ပြီးသူတို့ကမင်းကိုအတုံးချနေကြတာလို့ပြောလိုက်ပါတယ်။သူတို့ကမင်းကိုရှိတယ်လို့တော့မှထင်မှာမဟုတ်ဘူးလို့ပြောလိုက်ပေမယ့်ခေါင်းကျော်မာတဲ့ဆာကာမိုတို့ကတော့သူတို့ထက်အကြီးရဲ့ပြောစကားကိုနားထောင်ရမယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်ဆာကာမိုတို့ကလေးချွန်းတန်ကိုကြားလိုက်ရတာကြောင့်သူ့ကိုခေါ်နေပြီလို့ပြောလိုက်ကထွက်သွားခဲ့ပါတယ်။အဲဒီနောက်မာရီယာမာကဆာကာမိုတို့ကိုသူ့အတွက်တောက်စီယာယူပေးဖို့အတွက်ပြောလိုက်တော့ဆာကာမိုတို့ကခေါင်းငိမ့်လိုက်ပြီးဘယ်အရာပါကိုလိုချင်လဲလို့မေးလိုက်ပါတယ်။ သူများကိုခိုင်းနာအောင်ကြီးများနေတဲ့မာရီယာမာကတော့ဘာဖြစ်ဖြစ်လို့ပြောလိုက်တာကြောင့်ဆာကာမိုတိုကလက်စေးရည်ကိုတကြားထည့်ပြီးရေခဲနဲ့ရောပြီးတိုက်ပေးလိုက်ပါလေ။ကြောင်တောင်တောင်နဲ့မာရီယာမာကတော့ဖြိုရီကိုတောက်ကကြိုက်နေပြီးအားလုံးကလည်းပဲသူတို့လည်းလိုချင်တယ်လို့ပြောတော့ဆာကာမိုတိုကကောင်တာမှာတန်းစီဆောင်မှုအတွက်ပြောလိုက်ပါလေ။အဲ့ဒီချိန်မာရီယာမာကတော့ဆာကာမိုတိုရဲ့တွက်လက်တဲ့ပုံစံကိုကြည့်ပြီးသူ့အတွက်အသုံးဝင်နိုင်တယ်လို့ပြောလိုက်ပါလေ။အဲ့နောက်မှာတော့မာရီယာမာကဆာကာမိုတိုကိုသူ့အတွက်မုံဝယ်ပြီးခိုင်းနာတွေကိုအမြဲလုပ်ခဲ့ပါလိမ့်။တရမှာတော့ မာရီယာမာကအင်ဂျီကြံခဲ့တာကြောင့်ဆာကာမိုတိုကိုအင်ဂျီအတွက်မင်းရဲ့အင်ဂျီကိုခဏငားပေးလို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အင်ဂျီကိုမာရီယာမာကိုငားမပေးချင်တဲ့ဆာကာမိုတိုကတော့မာရီယာမာရဲ့ခန္ဓာကိုယ်အတိုင်းကိုယူလိုက်ပြီးဆက်မိဆက်ရသားရီနဲ့အင်ဂျီချုပ်ပေးလိုက်ကာအင်ဂျီပေါ်မှာမာရီယာမာဆိုတဲ့နာမည်ကိုရေးဖို့ပေးလိုက်ပါတယ်။ဒါပေမဲ့အားကစားကွင်းကိုရောက်တော့မာရီယာမာကသူ့ရဲ့ကြောင်းတော်တော်အင်ဂျီကိုအားလုံးကသဘောကျနေတာကြောင့်မန်တက်နေခဲ့ပါတယ်။နောက်ရက်တင်မှာလေမာရီယာမာကဆာကာမိုတိုကိုသူ့အစားတန်းပေးခိုင်းတာတွေကိုလည်းလုပ်ခဲ့ပါတယ်။ဆာကာမိုတိုက သူအစားတန်းတန်းနေချိန်သူကတော့ရှောက်သွားနေခဲ့ပါရီဒါအပြင်ဖနက်တိုက်ခိုင်းတာလက်သေးတွေတိုက်ခိုင်းတာတွေကိုလည်းလုခိုင်းပါရီဇာကာမိုတိုကသူပါပဲခိုင်းခိုင်းအသိရှိနေတာကြောင့်မာရီယမာကအလုလုဖို့ကိုကြတော့ပြင်လာပါရီဒါကိုတတိထားမိလာတဲ့ဟာယာဘူဆာကမာရီယမာကိုမင်းအခုတလောအပြင်းကြီးလာတယ်လို့ပြောလိုက်ပြီးဇာကာမိုတိုကိုလည်းမိခိုလုံးတယ်လို့ပြောလိုက်ပါရီဒါပေမဲ့မာရီယမာကတော့ဒါကဇာကာမိုတိုကိုလူတွေနဲ့ဆက်ဆံရမှာဒုတက်လာအောင်တင်ကြားပေးနေတာလို့ပြောလိုက်ပါရီအဲဒီနောက်သူကဇာကာမိုတိုကိုထပ်ခေါ်လိုက်ပါရီ ဒါပေမဲ့သူများကိုခိုင်းရမှာကိုတော့ပြင်လာပြီးငပြင်းနဲ့တမီယောက်ဖတ်တော်တဲ့မာရီယာမာကတော့ဇာကာမိုတိုကိုသူကခိုင်းလို့လုပ်ပြီးတော့မဟုတ်ပဲအလိုက်တသိနဲ့သူ့ကိုတတ်တောင်လုပ်ပေးဖို့ပြောလိုက်ပါရီဒါကိုကြတော့ဇာကာမိုတိုလည်းလက်ခံလိုက်ပါရီမာရီယာမာကတော့တန်းစင်ကဝင်နေရင်သူ့ရဲ့လောက်ရက်ကိုဂျင်းနေနေကြတာပါအဲဒီနောက်မှာတော့သူ့ရဲ့အင်သာသုံးဆက်ကူကကုန်သွားတာကိုသိလိုက်ရပါရီအဲ့ဒီချိန်ဇာကာမိုတိုကယုတ်တိရပေါ်လာပြီးသူ့လက်ထဲမှာပတ်ထားတဲ့ဆက်ကူတွေကိုအသုံးပြုဖို့အတွက်ပြောလိုက်ပါရီ အင်နာရဲထီပေါ်ချလာတဲ့ဘာသာကြောကြောင့်မာရီယာမာတယောက်လန်သွားပြီမြင်သူရဲ့ကိစ္စကိုအရင်ရှင်းလိုက်ပါလိအင်းဒီနောက်ကြောင့်မှာတော့သူကအိမ်ပြန်မှုအတွက်သူ့ရဲ့ဖနက်ကိုလိုက်ရှာပြီမြင်ဖနက်ကနေရာမှာမရှိတော့ပါဘူးခဏကြာတော့ဇာဂါမိုတိုကမာရီယာမာကိုဖနက်ကိုရှာနေတာဆိုရင်သူ့စီမှာပါလို့ပြောလိုက်တော့မာရီယာမာကလည်းလှည့်ကြည့်လိုက်ပါလိအဲ့ဒီအချိန်မှာဖနက်ကိုမိခင်နေတဲ့ဇာဂါမိုတိုကိုတွေ့လိုက်ရတာကြောင့်လမ်းဖြန်သွားပါလိဇာဂါမိုတိုကတော့မာရီယာမာရဲ့ခြေထောက်တည်နှွေးစီဖို့အတွက်လှုပ်ပေးတာလို့ပြောလိုက်ပြီမြင် ဒီပူလောင်နေတဲ့ဖနက်တွေကိုစီးပြီးအကင်မခံခြင်းနဲ့မာရီယာမာကတော့လမ်းဖြတ်နေကဖနက်ကိုကန်ထုတ်ပြလိုက်ပါတယ်။ဒါကြောင့်ဆာကာမိုတိုကသူ့ရဲ့ဖနက်ကိုသဘောမချဘူးလို့ထင်ကမာရီယာမာကိုအိမ်ပြန်ပို့ပြီးနောက်နီလန်းတစ်ခုကိုရှာပါတော့တယ်။မာရီယာမာကတော့ဆာကာမိုတိုရဲ့အတော်လေးကယူဆိုင်တာကိုခံနေရတာကြောင့်သူကလန့်လာခဲ့ပါတယ်။ခဏကြာမှတော့ဆာကာမိုတိုကဒွန်းလဲတစ်ခုကိုယူကာထွက်လာချိန်မှာတော့မာရီယာမာတီးယားအလန့်တကြားပြေးပါတော့တယ်။သူကကြောက်လန့်တကြားပြေးပြီးအခန်းတစ်ခုရဲ့ကိုဝင်ပုံနေလိုက်ကတကားကိုလည်းပဲပိတ်ထားလိုက်ပြီးဟာယာဘူဆာကိုဖုံးဆက်ကသူ့ကိုလာကေပြီးဖို့အတွက်ပြောနေခဲ့ပါတယ်။ အဲဒီအချိန်ဆာကာမိုတိုကတော့မာရီယာမာကိုအစဉ်ပြေအောင်ကူညီဖို့အခန်းကိုရောင်းဝင်လာပြီးအဲ့ရတခုကိုဖန်ပြီးပေးကတားချော်တီကိုပါဆိုပြလိုက်ပါတယ်အဲ့ဒီကိစ္စကြောင့်မင်းနောက်ရမှာတော့မာရီယာမာတယောက်သူ့ရဲ့စားစရာကိုသူကိုယ်တိုင်ဝယ်ပြီးဆာကာမိုတိုကတော့သူ့ရဲ့ထွေထွေလှုပ်သားကနေအလုပ်ဖြုတ်ပြလိုက်ပါတယ်ဆာကာမိုတိုကတော့အတော်လေးကိုစိတ်ညစ်နေပြီးသူကကူဘိုတာကိုသူကအတန်မကောင်းမှုလားလို့မေးနေခဲ့ပါတယ်နောက်ရမှာတော့ဆာကာမိုတိုကကူဘိုတာကိုသူ့ရဲ့အိမ်ကိုခေါ်ပြီးစာတင်ပေးခိုင်းပါတယ်ဒါကြောင့်ဆာကာမိုတိုကစာရှင်းပြနေချိန် ကူဘူတာရဲ့မိဖြစ်သူကရောက်လာလို့စာကာမူတူကအမြန်ဘုံနေခဲ့ရပါတယ်။အခန်းထဲမှာတယောက်တည်းရှိနေတဲ့သားဖြစ်သူကိုမြင်တော့အမိဖြစ်သူကမကြေမနက်ဖြစ်သွားပြီးစာကာမူတူကမလာဘူးလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့ကူဘူတာကလည်းသူတယောက်တည်းပဲလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူကစာကာမူတူနဲ့သူ့ရဲ့အမိကိုမတွေ့စေချင်ခဲ့လို့ပါ။သူ့ရဲ့အမိကစာကာမူတူကိုသဘောကျနေတာကြောင့်ကူဘူတာတယောက်စိတ်ညစ်နေခဲ့ရပါတယ်။ဒါရီအားလုံးကလည်းသူ့ကြောင့်ဖြစ်ခဲ့ရတာဖြစ်ပြီးလာဘတ်ဆမ်မီဝဲပြီးမှတော့ဇာကာမူတူရဲ့အမှတ်တွေကရန်ကောင်းပေမဲ့ကူဘိုတာရဲ့အမှတ်ကတော့အတော်လေးဆိုးဝါးနေခဲ့ပါသေးတယ် နောက်ထပ်တစ်နေ့ထပ်မတက်နိုင်တဲ့ကုဘူတာကစာကာမိုတိုကိုသူ့ကိုစာတင်ပေးဖို့အတွက်တောင်းဆိုခဲ့ပါရီ။ဒါကြောင့်စာကာမိုတိုကလက်ခံလိုက်ပြီးကုဘူတာကလည်းစာကာမိုတိုကိုအိမ်ခေါ်လာပေးခဲ့ပါရီ။အဲဒီမှာအမေဖြစ်သူကစာကာမိုတိုကိုတွေ့သွားခဲ့ပြီးဖြစ်ချင်တော့စာကာမိုတိုရဲ့ရုပ်ကသူမသဘောကျတဲ့မင်းသားနဲ့အတော်လေးကိုတူနေခဲ့ပါရီ။ဒါကြောင့်မို့လို့အမေဖြစ်သူကစာကာမိုတိုရဲ့ဖန်ဖြစ်သွားခဲ့ပြီးခမင်းစားချိန်မှာတော့အမေဖြစ်သူကကုဘူတာရဲ့ဖေကိုတော်ဂယူမဆိုင်တော့ပဲစာကာမိုတိုကိုပဲဂယူဆိုင်နေခဲ့တာပါ။ဒါကိုမြင်တော့ကုဘူတာကလေဒီအတိုင်းဆိုရင်သူမိပါရီခွာပြဲခွာပြားကြားရတော့မှာကိုသဘောပေါက်သွားပြီး ။စာကောင်မိုတိုကိုသူ့အမိမသိအောင်လို့အိမ်ကိုလိုက်ပြီးတော့စာသင်ပေးဖို့အတွက်တောင်းဆိုခဲ့ရပါရီ။အိမ်နောက်မှာတော့စာကောင်မိုတိုကဂရင်အောက်ကနေပြန်ထွက်လာပြီးဂူဘိုတောင်ကတော့အเจ้าမှာပြစ်စည်းချန်ခဲ့တာကြောင့်အမြန်သွားပြန်ယူဖို့လုပ်ပြီးအရေးအကြောင်းဆိုရင်ဆက်သွယ်ဖို့ဖုန်းကိုထားပေးခဲ့ပါရီ။ဂူဘိုတာထွက်သွားတော့သူ့ရဲ့အမိကအိမ်ကိုတန်ရှင်းလို့ရင်သူမကဖွက်ထားတဲ့စာကောင်မှုတို့ရဲ့ဖက်နှက်ကိုမြင်ပြီးဝမ်းသာသွားပါရီ။အဲဒီနောက်သူမကစာကောင်မှုတို့ကိုသူမရဲ့ခန်းထဲမှာဝင်ရှာခဲ့ပြီးအပြင်ကိုထွက်ဖို့အတွက်ပြောနေပါရီ။တစ်ဖက်မှာလည်းစာကောင်မှုတို့ကသူ့ကိုလာရှာနေတဲ့စက်ကီလေးမဟုတ်တဲ့ NG ဖြစ်နေလို့ပတ်ပြေးနေကြရပါရီ။ ။သူကမျက်နှာချက်မှာပုံနေပြီးအပြင်ကိုထွက်သွားခဲ့ကဒါကိုသတိထားမိတဲ့ကူဘိုတာရဲ့မိကလည်းလိုက်လာခဲ့ပါရီ။ဇာဂါမိုတိုတယောက် NDG ရဲ့လက်ကလွတ်ဖို့ဖျားလေးတွေဗီဒီယိုပေါ်မှာပါပုံနေခဲ့ရပါရီ။နောက်ဆုံးသူကအဝိရှော့ဇက်တီအထိပုံခဲ့ရပြီးရေချိုးကမှာပုံနေချိန် NDG ကလိုက်ရှာခဲ့ပါရီ။သူမကမတွေ့တာကြောင့်အပြင်ကိုပြန်ထွက်လာချိန်မှာတော့ရေချိုးကနေကဖုံးတံကိုကြားလိုက်ရလို့ပြောသွားခဲ့ပါရီ။ကူဘိုတာကတော့သူပြန်လာနေပြီဖြစ်လို့ဇာဂါမိုတိုကိုဘာဝေလာပေးရမလဲလို့မေးနေခဲ့တာပါ။ ဲ့ဒီနောက်မှာတော့ဆာကာမိုတိုက NEG ကိုဟီရီနဲ့ပတ်ပြန်ထားပြီးအပြင်ကိုပြေးသွားတော့တယ်။ NEG ကလည်းသူ့ရဲ့ main skirt တွေအရေးပြောကြပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတာကိုသတိမထားနိုင်မင်းဆာကာမိုတိုကိုလိုက်ရှာပေးမယ်။အပြင်ကိုထွက်သွားတဲ့ပုံစံကိုမြင်လိုက်ရလို့စိတ်ဓာတ်ကျသွားပါတယ်။သူမကအဝိတေကြားတဲ့ပုံနေတဲ့ဆာကာမိုတိုကိုမမြင်မင်းအထဲကိုပြောင်းဝင်လာပြီးသူမရမ်းကြိုက်တဲ့မင်းသားရဲ့ဇာလန်းကိုကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းကူဘိုတာကသူ့မိရဲ့အတန်ကိုကြားကအမြန်ပြန်လာခဲ့ပါတယ်။အဲ့ဒီချိန်ဆာကာမိုတိုကအကြံတစ်ခုရသွားပြီး NEG ကိုလမ်းခေါ်လိုက်ပါတယ်။ ဂူဘိုဒါရဲ့မိကသူ့ကိုမြင်တော့ပြေးဖက်လိုက်ပေမဲ့သူကရှောင်းတိန်လိုက်ပြီးဇာလန်းကိုဖွင့်ပြီးမင်းသားကိုရက်လိုက်ကသူကတီဗီနောက်မှာပုံနေလိုက်ပါပြီပြီးတော့ဆာကာမိုတိုကအန်ဒီဂျီတော့ဒါကသူနေရတဲ့ကဘာပဲလို့ပြောလိုက်ပြီးအန်ဒီဂျီနေနဲ့သူ့ကိုမြင်နေရတာကထင်အောင်ထင်မှားတစ်ခုပဲလို့ပြောလိုက်တော့ဂူဘိုဒါရဲ့မိကအတော်လေးနာကျင်သွားခဲ့ရပါပြီဒါပေမဲ့သူမကတော့ဒါကိုလက်ခံလိုက်ပါပြီအဲ့နောက်မှာတော့ဂူဘိုဒါကဆာကာမိုတိုကိုသူ့ကိုကြောင်းမှာပဲစာတင်ပေးခိုင်းပြီးသူ့အမိနဲ့ကူဘိုဒါရဲ့ချစ်ဆက်လန်းကလည်းတခန်းရက်သွားခဲ့ပြီးဇာလန်နီကလည်းဒီနေရာမှာနေတခန်းရက်သွားခဲ့ပြန်ပါလိမ့်